အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုးထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reason လေးကတော့မကြမီချိန်တွေတွဲမှာတင်းအချစ်သက်နဲ့တွေ့မလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည်သွားပေးမှာဖြစ်ပါတယ်ဒီနေ့ reason လေးကတော့ collective reason လေးပါနော် collective လက် reason လေးပါအာဒီနေ့ reason နဲ့မှာပြောသွားမယ့်အကြောင်းလေးကတော့တင်းတွေ့ရှိရမယ့်အချစ်သက်ကဘယ်သူလဲဒီလူရဲ့ပုံပန်းသွင်မြင်နော် physical appearance ပေါ့နော်အဲ့ဒါမျိုးပုံလေးတွေပါထည့်ပြီးတော့ပြောသွားပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီ reason နဲ့မှာကိုတွေ့ရမယ့်အချစ် 17ရဲ့ပုံစံတွင်ပြင်ဇယိုက်လက္ခဏာတွေပေါ့နော်ပြီးတော့သူနဲ့ကိုယ်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာနှစ်ယောက်ရဲ့ဆက်ဆံရေးနော် relationship ကဘယ်လိုပုံစံမျိုးလေးနဲ့ရှိနေမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပြီးမှဖြစ်ပါတယ် ဲ့တော့စလိုက်မယ်နော် collective reading လေးဖြစ်တဲ့အတွက်လူတိုင်းနဲ့တော့ energy ကတော့ထပ်တူကြခြင်းမှာကြမယ်ပေါ့နော်အဲ့တော့ဒီ reading ကိုသင်တို့လေးတွေကြည့်ရင်ပေါ့နော်အာ10မိနစ်2မိနစ်လောက်အတွင်းမှာဒီ energy ကိုသင်တို့ရဲ့ energy လို့ခံစားလို့ရှိရင်ဒီ reading ကအသင့်အတွက်ပါနော်အဲ့လိုမျိုးယူလို့ရပါတယ်အာတကယ်မို့သင် reading မဟုတ်ဘူးသင်အတွက် energy မဟုတ်ဘူးလို့ထင်လဲတခြားသူတူရဲ့အာအကြောင်းလေးပေါ့နော်အချစ်ဇလန်လေးကိုနားထောင်ပေးတဲ့သဘောအနေနဲ့ကြည့်သွားလဲရပါတယ်နော်အဲ့ဆိုကျမတို့စလိုက်မယ် အဒီကက်ကလေးကတော့ဒီကက်ကလေးတွေအားလုံးကိုဒီနေ့မှာသုံးသွားမယ်ပေါ့နော်ဒါကြောင့်မို့ဒီသုံးသွားမဲ့ကက်တွေအားလုံးပုံလေးကိုကျွန်မကဒီလိုလေးတင်ထားပေးတာဖြစ်ပါတယ်အဲ့တော့စမယ်နော်အရင်ဆုံးတော့ဒီကက်ကလေးတွေကနေကျမစားလိုက်မယ်။အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေအချစ်တနဲ့တွေ့မလားဆိုတော့တွေ့မယ်။ ဒီမှာအသဲလေးနှစ်ခုပေါ့နော်အသဲနှလုံးလေးနှစ်ခုကိုချိန်ခွင်ထဲမှာထည့်ထားတယ်နော်အဲ့ဒါမျိုးပုံလေးတွေ့တယ်အဲ့ဒီတော့ဒီကတ်ကလေးကျမကတင်အစ်စ်တင်နဲ့တွေ့ရှိမလားဆိုပြီးတော့ရည်ရွယ်ပြီးတော့မေးထားတဲ့ကတ်ဆိုတော့ဒီရာလေးကြာလာတယ်ဆိုတော့တွေ့မယ်ပေါ့နော်တွေ့မယ်အာတွေ့ရှိတဲ့အချစ်ကလည်းအာနှစ်ယောက်လုံးသဘောကြမယ်ပုံစံဥပမာတင်ကလည်းသူ့ကိုချစ်တယ်လို့ဒီအစ်စ်တစ်ကိုဒီတင်နဲ့တွေ့တဲ့တင်ရဲ့အစ်စ်တစ်ကလည်းတင်ကိုသဘောပြန်ကြတယ် နော်အဲ့တော့တစ်ဖက်သက်တွေပါတယ်အဲ့မျိုးပုံစံမျိုးမဟုတ်ဘဲနဲ့အာနှစ်ယောက်လုံးချစ်ချင်နေညီညာတယ်ဒါပေမဲ့တချို့လေးတွေတော့ရှိတယ်ဒီထဲမှာ crack ကိုရည်ရွယ်ပြီးတော့အချစ်ချင်တဲ့သူလေးတွေတွေ့ဆိုလို့ရှင်တယ်ဒီ crack ကလည်းတင့်ကိုပြန်ပြီးတော့သဘောကျသွားတဲ့အခြေအနေမျိုးပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အာဒီနေ့ reading ကိုကျမဖတ်ပေးနေတဲ့အချိန်မှာပေါ့နော်အကျမတို့နာမှာပဋ္ဌာန်းရွတ်တယ်ပေါ့နော်အဲ့ဒီအတန်လေးတွေဝင်သွားမယ်နော်အာအဲ့ဒါလေးကိုတော့နားလည်ပေးစစ်ချင်တယ်နော်အဲ့တော့စက်ကြည့်ရအောင် ဒီတော့ဒီလူဟာဘလို့လူလဲပေါ့နော်ဒီလူဟာတင်တွင်းရှိရတဲ့အစ်စ်တက်ကဘလို့လူလဲကျမတို့အဲ့ဒါကိုကြည့်မယ်အဲ့တော့ဒီမှာ သူရဲ့ပုံစံကဒီမှာသူကလေဘလို့ပြောမလဲနော်အလုပ်ငန်းတစ်ခုခုမှာသူကထုတ်လုပ်သူဒီမှာ the producer ပေါ့နော်အဲ့ဒါမျိုးလည်းကျမတွေ့တာလေအဲ့တော့ ထုံလုပ်တဲ့သူเนาะသူရဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်သူကအစီအစဉ်တွေကိုညွှန်ကြားပေးရတဲ့သူအဲ့ဒါမျိုးလေးကျွန်မတွေ့တယ်။အဲ့ဒီတော့ဒီ collective reading ကိုလာကြည့်တဲ့သူတွေတင်းတို့နဲ့တွေ့ရမဲ့အချက်တစ်ကပြောမယ်ဆိုလို့ရှိရင်အာအလောက်ခွင်ထဲမှာဥဆောင်နေတဲ့သူပေါ့เนาะကျွန်မအဲ့ဒါမျိုးလေးခံစားရတယ်။အလောက်ခွင်ထဲမှာဥဆောင်နေတယ်။နောက်ပြီးတော့သူပုံစံကအလောက်တွေပေါ်မှာတတိယစစစီမံခန့်ခွဲပြီးတော့စီမံခန့်ခွဲနိုင်ပြီးတော့တိကျတယ်။ က်တာတဲ့ပြီးတော့မျက်ခုံလေးလည်းကောင်းတယ်เนาะသူရဲ့မျက်နှာအတွင်းပြင်ပါမျက်ခုံလေးတွေထူထူလေးတွေပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေတချို့ဆိုမျက်မှန်လေးတွေနဲ့เนาะအဲ့လိုမျိုးလေးလည်းတွေ့တယ်အဲမျက်ခုံထူထူလေးနဲ့မျက်လုံးလှလှလေးတွေအဲ့ဒီမှာတချို့ကျတော့မျက်မှန်မှာတက်ထားတာပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေအလုံးနဲ့ပတ်သက်လို့ရှိရင်အာဘသူကမှအလျှော့မပေးဘဲနဲ့ နော်အခိုင်းတဲ့ရင်ခိုင်းနေပြောတဲ့ရင်ပြောတယ်အဲ့ဒါမျိုးပုံလေးပေါ့နော်သူ့လုံးမှာသူအပြေအဝါတာဝန်ယူပြီးတော့အလုပ်ကိုအရန်ကြိုးစားရတဲ့သူနော်သူ့လုံးမှာသူဥစားရတဲ့သူအာပြီးတော့သူရဲ့ဒီအလုပ်ခွင့်နဲ့ပတ်သက်ပြီးတော့လေသူ့အောက်မှာရှိတဲ့လုပ်တူတူလုပ်တဲ့သူတွေကိုဖြစ်စေလုပ်ငန်းခွင့်တွေကလက်အောက်ငယ်သားတွေကိုပဲဖြစ်စေသူကအကောင်းဆုံးသူစီမံခန့်ခွဲနိုင်တဲ့အကြံပေးနိုင်တဲ့အဲ့လိုသူမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေ့အဲ့တော့ဆက်ကြည့်မယ် အာပြီးတော့သူ့ရဲ့ဒီပုံမှန်သွင်းမြင်အောင်เนาะပုံမှန်သွင်းမြင်ကျွန်မဆက်ကြည့်တယ်ဒါလေးပါနော်ဒါလေးပါကြည့်လိုက် ပုံမှန်သွင်းမြင်ကိုဆက်ပြီးတော့ကြည့်တဲ့စီမှာသူကတကယ်မို့အမျိုးသမီးလေးဆိုလို့ရှင်လေဘာလို့ပြောမလဲစပင်းပြ ပြပြော့လေးနဲ့ပေါ့နော်ဖြဖြောက်စစင်းတဲ့ပုံစံအမျိုးသမီးလေးနော်စပင်းဖြဖြောက်စစင်းတဲ့ပုံစံအမျိုးသမီးလေးအအမျိုးသားလေးဆိုလို့ရှိရင်နော်အသူကတိတ်ပြီးတော့ဟိုအခုခေတ်ပေါ်ပေါ့နော်ကောင်လေးတွေပုံစံအခြေထောင်ပြီးတော့အဲ့လိုမျိုးပုံစံနေမဟုတ်ပဲနဲ့ smart သွားတယ်ပေါ့နော် smart ဘက်ကိုသွားတယ် smart ကြတဲ့ဘက်ကိုသွားတယ်နော်အဲ့လိုမျိုးပုံစံလေးစပင်းကိုတက်တက်ရဲရဲဖီးထားတယ်အဲ့လိုမျိုးပုံစံသူရဲ့ပုံမှန်သွင်းပြင်နောက်ပြီးတော့အဓိကတော့မျက်လုံးလေးတွေလှတယ်နော်ကျွန်မအဲ့လိုမျိုးတွေ့တယ်အသင်တို့ရဲ့အချစ်တဲ့သင်တို့တွေ့ရမယ့်လူကမျက်လုံးလေးတွေလှတယ်အ သားရည်လေးလေးလည်းကောင်းတယ်ပေါ့နော်အဲ့လိုတွေ့တယ်အသားရည်ကပြောမှဆိုလို့ရှင်ဟိုဖြူတယ်ဆိုတာထက်လေကြီးလိုက်တာနဲ့သူတို့ကိုကြီးလိုက်တာနဲ့အသားရည်ကြီးကောင်းတဲ့နေရာမှာပါတယ်လှတဲ့နေရာမှာပါတယ်နော်အဲ့လိုမျိုးလေးအဲ့ဒါသူရဲ့ပုံစံတွင်ပြင်အာစိတ်နေသဘောထားမှာဆိုလို့ရှင်လေဒီကတ်ထဲမှာပဲစိတ်နေသဘောထားပါတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ သူကလေသူရဲ့အလုပ်ခွင်ထဲမှာသူလုပ်နေရတဲ့နေရာတွေမှာဒါသူကဆရာကြီးပုံစံเนาะစီမံခန့်ခွဲရတဲ့ပုံစံကြောင့်မာထန်တဲ့ပုံစံပေါ့ပေမဲ့လေအတင်းနဲ့တွေ့တဲ့ချိန်မှာတော့ဒီဒီ left flight တွေကိုရောက်သွားတဲ့ခါကျရင်တော့အယံနုညံ့နေအမထင်ရအောင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အပြင်းမန်းပုံစံကမာကျော်ပြီမဲ့လေသူရဲ့ဒီအာ စစ်သူနဲ့ကြာလို့ရှင်သူရဲ့ဆက်ဆံတဲ့ပုံစံတစ်မျိုးညှင်းညှင်းတက်တာအဲ့ဒါမျိုးလေးဆက်ဆံပေးတတ်တယ်ဥမာအမျိုးသမီးလို့ဆိုလို့ရှင်လည်းအပြစ်မှန်တာမှထန်တာသူရဲ့စစ်သူနဲ့သူတွေ့ရတဲ့အခါမှာတကယ့်ကိုနွေးညံ့တဲ့အမျိုးသမီးလေးဖြစ်ပြောင်းလဲသွားပြီးတော့အမျိုးသားလေးဆိုလို့ရှင်လည်းအလုပ်ခွင်ထဲမှာတော့မာထန်ပြီးတော့အဲ့လိုမျိုးပုံစံရှိပေမဲ့လည်းအာတင်နဲ့တွေ့ဆုံပြီးတော့ဗောနော်အာဒီလိုမျိုးတွေ့ရတဲ့အခါမှာတော့သူကတကယ့်ကိုတင့်ပေါ်မှာချစ်ချင်းမြတ်တာတွေကိုအပြေပြနိုင်တဲ့သူမျိုးဗောနော်အဲ့လိုမျိုးလေးတွေ့ရအာပြီးတော့ဒါလေးอ่ะ ဒါကတော့သူ့ရဲ့လေအာဘယ်လိုပြောမလဲနော် ငွေကြီးနဲ့ပတ်သက်ပြီးကျွန်မကြည့်တယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်လို့ရှင်လဲသူကပူပန်စရာမရှိဘူးကျွန်မအဲ့ဒါမျိုးခံစားရတယ်ပူပန်စရာမရှိဘူးဆိုတာအရန်ကြီးကျွဲဝါချမ်းသာအဲ့ဒါမျိုးဆိုတာတည်းသူ့ရဲ့အနေထားနဲ့သူရှိပြီးတော့ငွေကြီးကိုသူအကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်အသူ့အတွက်လိုအပ်တဲ့ငွေကြီးတွေအကုန်လုံးကိုသူအကောင်းဆုံးသုံးစွဲနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေတွေ့တယ်အပြီးတော့သူပေးစင်တဲ့လူကိုဝယ်ပေးမယ်သူကျွေးချင်တဲ့ဟာဝယ်ကျွေးမယ်အဲ့ဒါမျိုးပုံစံပေါ့နော်သူစိတ်တိုင်းကြငွေကိုသုံးဖိုင်ခွင့်ရှိတဲ့လူပေါ့နော်ကျွန်မအဲ့ဒါမျိုးခံစားရတယ်ဒါပေမဲ့စီကံရှိတဲ့ ယ်နော်မလိုတဲ့နေရာမှာတော့မသုံးဘူးသူ့ပုံစံကတကယ်မို့လိုအပ်တယ်ဆိုလို့ရှိရင်အာသူသုံးချင်တဲ့သူအတွက်ကိုသုံးမယ်ဝယ်ပေးချင်တဲ့အရာတွေဆိုဝယ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနော်အာသူရဲ့ဖြစ်ချင်တဲ့အရာတွေအားလုံးကို သူစိတ်တိုင်းကြအာလုံနိုင်တယ်လုံနိုင်တဲ့အနေထားလည်းသူ့မှာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့အဲ့တော့စက်ကြည့်မယ်နော် ဲ့တော့တင်းတဲ့သူနဲ့တွေ့ဆုံမှာပေါ့နော်တွေ့ဆုံတဲ့ခါကြလို့ရှိရင်အာနာရောခန်701 အဲ့ဒီတော့တင်တော့နှစ်ယောက်လုံးเนาะနားတော့ခက်ကြတော့သူ့ကိုတင်ရတွေ့လိုက်တဲ့ခါမှာပဲအာတကယ်ကိုသူ့ကိုတင်သဘောကျတော့မယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပုံစံကလည်းသဘောကျလိုက်တဲ့အနေထားမှာရှိတယ်။เนาะရုပ်ရည်ပိုင်းဆိုင်ရာရောငွေကြေးဆိုင်ရာရောသူ့မှာတောက်တင်တဲ့အနေထားတစ်ခုရှိတယ်ဆိုတာသင်သိတယ်။အဲ့လိုမျိုးပေါ့เนาะသူ့ပုံစံကသူ့ကိုယ်တိုင်ကလည်းသူ့ကိုယ်သူ confidence ရှိတဲ့ပုံစံเนาะအဲ့လိုမျိုးပုံစံသင်ကတွေ့ရမယ်။သူ့နဲ့တွေ့ရခါကြလို့ရှင်။အဲ့ဒီအချိန်မှာတင်ပုံစံတင်ပတ်တင်ပုံစံကြတော့နည်းနည်းပေါ့เนาะအာတင်တဲ့သူနဲ့တွေ့ဆုံတဲ့အချိန်မှာတင်မှာတော့နည်းနည်းအခက်အခဲလေးတွေရှိနေတယ်။အာ အခက်ခဲလေးတွေအာအလုပ်တယ်မှာဆိုလို့ရှင်တယ်เนาะအလုပ်တွေရှုပ်နေတယ်အဲ့လိုမျိုးပုံစံမှာသူနဲ့တင်နေအတွေ့သွားတယ်ပေါ့เนาะအမှတ်မထင်တွေ့သွားတယ်အဲ့လိုမျိုးပုံစံလေးအဲ့တော့သူ့ဘက်မှာတော့အဆင်ပြေအေးချမ်းနေတဲ့အချိန်ဖြစ်ပေမဲ့သင်ဘက်မှာတော့အလုပ်တွေရှုပ်ပြီးတော့เนาะအာလောက်ရတာရမ်းများ ပြီးတော့ပေါ့เนาะအာအခက်ခဲလေးကြုံနေတဲ့အချိန်မှာသူနဲ့ပေါ့เนาะရုတ်တရက်တွေ့သွားတာမျိုးအဲ့လိုမျိုးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ် ူကပေါ့နော်တင်းနဲ့အဲ့လိုမျိုးပုံစံအနေထားနဲ့တွေ့သွားမယ်တွေ့သွားပြီးတဲ့အခါမှာသူကတင့်ကိုလေအာသူကလည်းတင့်ကိုသဘောကျတယ်နော်သဘောကျတယ်အသူရဲ့စိတ်ထဲမှာတင်နဲ့ပတ်သက်ပြီးတော့ဟိုအနည်းနည်းလေးလှုပ်ခတ်သွားတာပေါ့နော်အဲ့ဒါမျိုးပုံစံလေးတော့သူ့မှာရှိတယ်သူ့မှာဖြစ်တယ်နော်ဒီအစ်စ်တက်ကအာတင်ကတော့အဲ့ဒီအချိန်မှာဘလို့ဖြစ်လဲဆိုတော့301 တင်ကြတော့တင်အတွက်ပုံမကောင်းမွန်နဲ့အဆင်ပြေမဲ့အချစ်ရည်ကိုအမျှော်လဲနာအဲ့ဒီတော့ဒီလူနဲ့တွေ့တဲ့အခါမှာလဲဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေကအဒီလူကငါ့အတွက်လုံးဝအဆင်ပြေနေတဲ့သူလားငါမျှော်လင့်ထားတဲ့အချစ်တက်လားအဲ့အဲ့လိုမျိုးပုံစံနဲ့တင်တို့လေးတွေကအတွေးတော်ပြီးတော့သူ့ကိုစဉ်းစားနေပေါ့နော်စိတ်ထဲမှာစဉ်းစားနေတယ်ဒါပေမဲ့သူ့ဘက်ကကျတော့တင့်ကိုတွေ့တဲ့စီမှာတင့်ရဲ့အပြုမှုချောင်းဖြစ်စေအတင့်ရဲ့ပြောစကားလေးတွေတော့ချောင်းဖြစ်စေတင့်ရဲ့အပန်ဟန်ပန်ပေါ့နော်အဲ့မှာသူနည်းနည်းလေးတော့စိတ်လှုပ်ရှားရင်ခုန်သွားတယ်ကျွန်မအဲ့လိုမျိုးတွေတွေ့တယ်သူနည်းနည်းလေးပေါ့နော် င်ခုံသွားတယ် error cut ဆိုတော့လေအာဒါပေမဲ့တင်မဲ့မှာကြတော့တင်ကြတော့သူ့ကိုတွေ့တဲ့စီမှာဒါကအာငါတစ်ချိန်ငါမျောလင့်ထားတဲ့ငါရဲ့ new lab လာပေါ့နော်အဲ့ဒါမျိုးပုံစံလေးနဲ့တင်ကတော့အတွေးနေတယ်အာတင်တကယ်လိုချင်တဲ့သူကသူ့လားဆိုပြီးတော့သင်စဉ်းစားနေရပေါ့နော်အဲ့ဒါမျိုးပုံစံအာတင်မှာသူ့လိုချင်တဲ့အချက်လက်တွေလည်းတင်တွေ့တယ်တွေ့တဲ့ခါကျတော့ငါတစ်ချိန်လုံးကမျောလင့်စောင့်စားနေတဲ့အချက်တက်ကသူ့ပဲလားအဲ့လိုမျိုးပေါ့နော်တင်အဲ့ဒါမျိုးလေးတင်တွေ့ပြနေမယ်အဲ့လိုဆက်ကြည့်မယ် အာပြီးတော့ပေါ့နော်စိတ်နေသဘောထားမှာတင်းတို့နှစ်ယောက်တွေ့ဆုံပြီးတော့အာအခြေအနေတစ်ခုပေါ့နော် saturation တစ်ခုကိုရောက်သွားတဲ့အခါကျရင်တော့အာသူ့ဘက်ကနေတော့ neural cut neural cut တင်းမကြတော့ဖေရောဝင်ပေါ့နော်အဲ့တော့သူ့ဘက်ကနေကြတော့ သူကနိုင်ရော့ခတ်အနဂျီမျိုးမျိုးပေါ့နော်အာတင့်ကိုသူပြရတယ်ပေါ့နော်သူသဘောကျတာတွေသူပြရတယ်အာဒါပေမဲ့လည်းအာအရင်ကြီးဝရုံသုံးကားပုံစံနဲ့တင့်နာကိုသူချိကက်တာမဟုတ်ဘူးသဘောကျတာအိမ်ကြီးလေးနဲ့ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့တင့်နာကိုသူချိကက်မယ် နော်အေးအေးလေးနဲ့ပဲပေါ့နော်အေးအေးဆေးဆေးလေးနဲ့ပဲလာပြီးစကားပြောမယ်နော်တင်းနေခင်မှုရအောင်လုပ်မယ်အဲ့လိုမျိုးပုံစံလေးနဲ့သူ့ဘက်ကသွားတယ်အာတင်းဘက်မှာကျတော့ဖေရောဝမ်တင်းကျတော့ဘာလဲဆိုတော့ saturation အသစ်တစ်ခုကိုစတင်မှုဆိုတော့တင်းကသူ့နဲ့သွားမှာနော်တင်းမှာအတိတ်ကပြီးဆုံးခဲ့တဲ့အခြေအနေတွေရှိခဲ့မယ်ဒီအခြေအနေတွေမှာလည်းတင်းကတင်ငန်းစာယူစရာတွေနော်အာဘယ်လိုပြင်ဆင်ရမယ့်အရာတွေရှိခဲ့တဲ့ခါကျတော့တင်းသူ့နဲ့တွေ့တဲ့စီမှာတင်းကဘာလဲဆိုတော့အာဘယ်လိုပြောမလဲနောက်ထပ်ပေါ့နော်အသစ် သွားတဲ့ဒီအချစ်ရည်တွေမှာပို့ပြီးတော့အဆင်ပြေရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့တင်ကတော့စဉ်းစားနေတယ်။အပြီးတော့တင်ကသူ့ကိုအများကြီးပေါ့နော်အတန်ရှင်ပေးတာမျိုးတော့ကျွန်မမတွေ့သေးဘူး။အသူ့ဘက်ကတော့တင်ကိုပေးတယ်နော်။အဲဒါပေမဲ့လာပေးတဲ့စီမှာလည်းအအရန်ကြီးကမူရှူရိုးဆိုတာထက်အေးအေးဆေးဆေးလေးနဲ့ပဲခင်မင်မှုအဆင်စီသွားပြီးတော့ပေါ့နော်။အတဆင့်ချင်းစီတတ်သွားမယ်ပေါ့။သူ့ဘက်ကကြတော့အဲ့ဒါမျိုးနော်။အဲ့ဒါဆက်ကြည့်မယ်။ အဲ့ဒီတော့သူကပေါ့နော်သူကဒီလိုသူ့ရဲ့ငွေကြီးတွေနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးစီမံနိုင်တဲ့ခန့်ခွဲနိုင်တဲ့ဒီမှာလဲခွင်းတော့ကပ်ပြီးတော့သူကလေဘယ်လိုပြောမလဲသူ့ကိုယ်သူအရင် confidence ရှိတယ်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်ဘယ်လိုအရာမျိုးမှမစိုးတခြားသူတွေရဲ့ဒီအာဘယ်လိုပြောမလဲအတွေးတွေเนาะအမြင်တွေဆိုတာတန်း သူ့ရဲ့အတွေ့သူ့ရဲ့အယူအဆကိုပို့ပြီးတော့သူဟာလက်ကင်ထားတယ်ပြောချင်တဲ့သဘောကသူလုံးချင်တဲ့အရာတွေတွက်ဆိုလို့ရှိရင်စမခုနာကလည်းပြောလိုက်တယ်ပေါ့နော်သူလုံးချင်တဲ့အရာတွေသူသုံးချင်တဲ့အရာတွေတွက်ဆိုသူပဆိုင်ကိုတောင်းတယ်အဲ့လိုမျိုးပုံစံနော်ဒီမှာလည်းဒီလိုပဲခွင်းတော့ခတ်ဆိုတော့တခြားအရာတွေအတွက်ကိုသူအာယုံထွေပြားမှုမရှိဘူးသူ့ရဲ့အတွေ့တွေမှာတင်းနဲ့ပတ်သက်ပြီးတော့သူတင့်ကိုရွေးချယ်မယ်လို့ဆုံးဖြတ်ထားတယ်ဒီအတွေ့ကိုသူကဘယ်လိုပြောမလဲဆက်လက်ပြီးတော့စုံကန်ထားအောင်ပါပဲတခြားဘယ်သူရဲ့ဘယ်လိုပြောမလဲနော် နှာရှက်မှုကြောင့်ဖြစ်စေသူထက်မှာမဟုတ်ဒီအတွေးကိုဘာကြောင့်လဲဆိုတော့သူတဘောကြတာဒီလူဆိုရင်ဒီလူနဲ့ပတ်သက်ပြီးတော့ဘလို့ဆက်သွားရမယ်ဆိုတာသူတွေးမယ်အဲ့တော့သူတဘောကြတာတင်ဆိုလို့ရှင်တယ်တင်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုသူ့ခေါင်းထဲမှာထည့်ထားပြီးတော့ဒါကိုဘလို့မျိုးသွားရင်ကောင်းမလဲဘလို့မျိုးလုပ်ရင်ကောင်းမလဲဆိုတာသူကစဉ်းစားမယ်အဲ့လိုမျိုးပုံစံလေးเนาะ အဲ့တဲ့ဘက်မှာကျတော့ justice တင်ကြတော့သူနဲ့ပတ်သက်ပြီးတော့လေတင်လဲအမှန်တရားကိုသိလာမယ်ဒီလူကငါသဘောကျတဲ့လူတကယ်ကိုငါချစ်တဲ့သူเนาะအဲ့လိုမျိုးပုံစံလေးတင်ရလဲသိလာရမယ်ပြီးတော့တင်ရဲ့ဘဝမှာအချစ်နဲ့ပတ်သက်ပြီးတော့ဗောနော်သူနဲ့ဆုံပြီးတဲ့နောက်ပိုင်းမှာအမှန်တရားတွေတင်သိလာရမယ်เนาะဥပမာကိုကိုကိုချစ်ဖို့ကဘလို့သူတစ်ပါးကိုချစ်ဖို့ကဘလို့အဲ့လိုမျိုးလေးတွေတင်နားလဲလာမယ်ဗောနော်ကျွန်မအဲ့လိုမျိုးတွေ့တယ်အချစ်နဲ့ပတ်သက်ပြီးတော့တင်အရင်တော့မသိခဲ့တဲ့အချို့အရာတွေကိုနားလဲလာမယ်လက်ခံလာမယ်ဗောနော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ် ပြောမယ်ဆိုလို့ရှိရင်တင်ယုံကြည်မရှိဘူးပေါ့နော်တချို့အရာတွေမှာဆိုလို့ရှိရင်အခုပေါ်မှာတကယ်ကောင်းတဲ့လူဟုတ်လားမဟုတ်လားပြီးလို့ရှိရင်ငါ့ကိုသူအပြေးအဝါချက်တာဟုတ်ရဲ့လားဆိုတော့တင်ကမယုံမရဲတွေတော့ရှိခဲ့မယ်ဒါပေမဲ့သူနဲ့ပတ်သက်သွားပြီးတဲ့အခါမှာတော့သူတင်ကိုချက်တာနော်သူတင်ပေါ်မှာကောင်းတာဒီလူကတင်တော့မှန်ကန်တဲ့လူပါအဲ့ဒါမျိုးလေးတွေပေါ့နော်တင်ဘက်ကနေပြီးတော့အာမှန်တရားလေးတွေတိလာမယ်အခြေအနေနဲ့ပတ်သက်ပြီးတော့နော်ကျမအဲ့ဒါမျိုးလေးခံစားရတယ် ဲ့တော့ဒါကတင်သူနဲ့တွေ့ဆုံမလားအချစ်တင်နဲ့တွေ့ဆုံမလားဒီလူကဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ချိန်သွားပေးတာအဲ့တော့တင်တို့နှစ်ယောက်ဆုံသွားပြီ saturation တခုကိုရပြီဆိုရင်တင်တို့နှစ်ယောက်ရဲ့ saturation မှာဘာလေးတွေဆက်ပြီးရှိမလဲပေါ့နော်အဲ့တော့တစ်ချက်ကြည့်မယ် religious year faster not cool separation not cool had to had conversation ဲ့တော့ကျမဒါကိုဘယ်လိုပြောချင်လဲဆိုတော့တင်တို့နေရာရဲ့ဆက်ဆက်ရေးရဆက်ဆက်တွေ့ခြင်းမှာမတူညီမှုတွေများမယ်နော်အာဘာသာမတူတာလားလူမျိုးမတူတာလားအသက်အရွယ်တွေကွာခြားတာလားအသားအရောင်တွေကွာခြားတာလားအဲ့လိုမျိုးပုံစံလေးနဲ့မတူညီမှုတွေရှိတယ်အဓိကကတော့ဘာသာမတူတာလို့ကျမထင်တယ်ကိုယ်ဝယ်ယုံကြည်မှုတွေမတူတာခံယူချက်တွေမတူတာအဲ့လိုမျိုးပုံလေးတွေတွေ့တယ် နော်အာအဲ့ဒီမှာမှာတဖြည်းဖြည်းချင်းပေါ့နော်အဲ့လိုမျိုးမတူညီမှုတွေကြားရဲမှာနော်မတူညီမှုတွေကြားရဲမှာမှာတင်းတို့နှစ်ယောက်ကအာခင်မလာမယ်ရင်းနှီးလာမယ်အဲ့ဒီမှာမှာအရန်ချစ်သွားမယ်အာတယောက်ပေါ်မှာတယောက်အာချစ်တယ်ဆိုတာတင်းတို့နှစ်ယောက်တိတာမယ်အဲ့လိုမျိုးအရန်ချစ်သွားပြီးရခါကြရင်နော်တင်းတို့နှစ်ယောက်မှာ separation ကာလလေးတွေတော့ရှိမယ်နော်ချစ်ပေမဲ့လည်းအတူတူမနေရအောင်မနေရအောင်ဆိုတော့ကွဲကွာသွားလို့ဆိုလိုချင်တာမဟုတ်ဘူးအာတင်းတို့နှစ်ယောက်ကအာဒီနယ်မှာလက်ဆောင်ပေးမယ်လေတယောက်တစ်နေစီရှိတဲ့အခါမှာပြန်ရရပေါ့နော်ဥပမာ ရန်ကုန်မှာအလုပ်တတူလည်းလုပ်တယ်။အာပြီးတဲ့ခါကျလို့ရှင်သူကလည်းအာသူ့နေကိုပြန်ရတယ်၊တင်ရလည်းတင်နေကိုပြန်ရတယ်။အဲ့လိုမျိုးပုံစံလေးလည်းရှိနိုင်တယ်။တချို့ကြတော့လည်းအာနိုင်ငံရဲ့ခြားမှလည်းတွေ့ပြီးတော့မှကိုယ့်ရဲ့တိုင်းမျိုးကိုပြန်ရတဲ့ခါမှာခွဲခွာခြင်းတွေရှိတယ်။နော် separation ကာလလေးကတော့တင်းတို့တယောက်ချာမှာကြုံတွေ့ရဖို့ရှိတယ်ဒါပေမဲ့လည်းတယောက်ကိုတယောက်ဘလို့ပဲခနာကိုယ်တွေဝေးกว่าနေပါစေပေါ့နော်အစိတ်ထဲမှာတော့အရန်ကိုချစ်တယ်အချစ်တွေတင်းတို့တယောက်မှာရှိတယ်ဒီမှာအဲ့လိုမျိုးလေးခံစားရတယ်နော်အာပြီးတော့ နောက်တစ်ချိန်မှတော့တင်နိုနီယာရဲ့ဆက်ဆက်ရေးတွေမှာကြတော့ဘာတွေလုပ်ဖို့လိုလဲဆိုတော့ဒီလိုဝေးကွာခြင်းနဲ့ပတ်သက်ပြီးတော့အာတယောက်နဲ့တယောက်နဲ့ပေါ့နော်ပွင့်လင်းညင်သာမှုရှိတဲ့အစကားပြောဆိုမှုတွေလုပ်ဖို့တော့လိုတယ်အာပြီးတော့တင်နိုနီယာဝေးတဲ့ချိန်မှာတယောက်တယောက်လွမ်းတာအာတယောက်နဲ့တယောက်နဲ့စိတ်ပူတာနော်တပ်ပတ်တီတွေဘာတွေရှိလာမှကြောက်တာမျိုးတွေဖြစ်လာတတ်တယ်အဓိကကျရင်တော့စိတ်မပူနဲ့တင်နိုနီယာချာမှာတော့ဒီလိုတပ်ပတ်တီတွေဘာတွေတော့မတွေ့ဘူးဒါပေမဲ့နှစ်ယောက်ချာမှာမပွင့်လင်းမှုတွေရှိတယ်နော်မပွင့်လင်းမှုတယောက်နဲ့တယောက်နဲ့မပွင့်လင်းမှုအာတယောက်တယောက်ပြောပြရမယ့်အရာတွေရှိတယ် ယ်เนาะအထင်လွဲမှာဆိုလို့ဆိုပြီးတော့ပြောပြရမယ့်အရာတွေရှိတယ်။ဒါပေမဲ့အဲ့ဒါအောင်မပြောပြဘူးဆိုတော့တနည်းအားရဲ့ဒီဆက်ဆံရေးကနည်းနည်းအခက်ခဲလေးတွေပေါ့เนาะအဖို့ထစ်လေးတွေရှိနိုင်တယ်เนาะတကယ်မို့အလိုမှမဟုတ်ဘူးတင်းတို့နှစ်ယောက်ကတယောက်ကိုတယောက်အများရင်ပွပွင့်လင်းလင်းနဲ့ပေါ့เนาะအာတန်တိုင်ပင်ပင်နဲ့ပြောဆိုညှိနှိုင်းပြီးတော့တင်းတို့ရဲ့ဒီ relationship ကိုသွားမယ်ဆိုလို့ရှင်တင်တွေ့ရမယ့်အခြေအနေတွေပျော်ရှင်ရမယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးတွေတွေ့ရတယ်เนาะ border on the deck ကိုဒီမှာကျွန်မကြည့်လိုက်တယ်ဖေတော့ခတ် အဲ့တော့သူတို့နှစ်ယောက်အတွက်ဒီအချစ်ရေးအတွက်ပေါ့နော်အကောင်းမွန်တဲ့ကံကောင်းခြင်းတွေရှိရယ်နော်ဒီအချစ်တဲ့တင်တွေ့ရမယ့်အချစ်တဲ့နဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ကံကောင်းခြင်းတွေရှိနော်ရှိပေမဲ့လည်းကျွန်မခုနကပြောသလိုနှစ်ယောက်ကဘာသာမတူတာတို့နော်အယူဆတွေမတူတာတို့ကိုယ်ကွယ်မှုတွေမတူတာယုံကြည်မှုတွေမတူတာအဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့ head to head conversation အနှစ်ယောက်ကြားမှာအတယောက်တယောက် နားလည်ပေးဖို့လိုတယ်နော်စကားတွေအများကြီးပြောရလိမ့်မယ်နော်အတယောက်တယောက်ဘယ်လိုပြောမလဲနားလည်တိခန့်ယုံကြည်ပေးမယ်ဆိုရင်တော့ဒီဆက်ဆံရေးရာအ ရှိသဖြစ်သွားလို့ရတဲ့ဆက်ဆံရေးတစ်ခုပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်။အဲ့တော့ဒါကအအချစ်တဲ့တဲ့လူတွေတွေ့မလားနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ collective region တွေတစ်ခုလုပ်ပေးတာဖြစ်ပါတယ်။အာ region လေးကနည်းနည်းတော့တူတယ်ပေါ့နော်ဒါပေမဲ့လည်းအာဒီနေ့ရဲ့ energy ကိုတဲ့လူတွေရဲ့ energy လို့ယူဆလို့ရှင်ဒါတင်တွက် region မှာနော်အဲ့တော့ ဒါလေးရတော့ပြီးပါပြီ collective reading လေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အာကျမပြောထားသလိုပဲပေါ့နော်ကျမကစီးပွားရေးတစ်ဖက်လုံးနေနေဒီ tarot reader ကိုလောက်တာဖြစ်တဲ့အတွက်အချိန်ကြီးကအရင်ကနေပါတဲ့ခါကျတော့အာအရင်တော့ကလို့ပေါ့နော်နေ့စဉ်ရက်ဆက်မတင်ပေးနိုင်အောင်မှာတရက်ချားလေးတော့ပုံမှန်တင်သွားနိုင်အောင်ကျမစူးစမ်းပါမယ်ကျမကိုဆက်မြှောက်ကြည့်ရှုပေးတဲ့သူလေးတွေအားလုံးကျမရဲ့ချက်သုံးလေးတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆောင်တွေ့ကြမယ်နော်